နမ်းများလေးရဲ့လို့အဝဲမခိုင်းလိုက်လေနဲ့စစ်လုံးကတော့အင်ကိုတက်မှတ်တန်းပြန်လာမှာမဟုတ်ဘူးသူဆိုင်သူတော့ဖြစ်တဲ့နီးစနစ်နဲ့ဝင်တက်နိုင်တဲ့ဘျူဟာတုံးပြီးအမိအရာတောက်လာခဲ့ဦးမှာကိုနတ်မေးကြည့်နေရင်နတ်ပွဲပြင်ယုံရှိတော်မှာပေါ့မှန်ရာဖြောင့်တန်းပြောစရံဆိုရင်အိမ်ကဘာဆိုတဲ့ခေါင်းစဉ်တက်ပြီးခိုင်းမှရေမဟုတ်ပါဘူးစစ်လုံးကိုယ်တိုင်ကမနဲ့လင်းလာရင်ဖြောက်အောင်မှမျက်နာမသိနိုင်မဲ့ ပိုက်ထဲကကလီစာရန်ညားတွေကဧကန်နေကြမီလုံးရေကြီးရှော့ချမလာသေးသမျှတော့တအေးအေးတဝော့ဝော့နဲ့အတွင်းတဘုံထတောင်းညံနေကြပြီကိုအိမ်ဝိုင်းရှိကလမ်းထိပ်မှာမဖြစ်ညစ်ကြဲကွန်ရဆိုင်လေးထောင်ထားတာဆိုတော့အထွက်ပြလို့ကောင်းတာပေါ့လေကွန်ရပစ္စည်းဆိုတာကလည်းဟိုဟာလိုလိုက်ဒီဟာဖြည့်လိုက်မို့လားဒါလေသူကသာဟန်ကို့ဖို့ဆိုတာကြီးနဲ့မူတင်ပယ်တင်လုပ်နေတာပါ စစ်လုံးထွက်သွားပြီဆိုကြတဲ့ကအင်းကမျက်လုံးတွေအကုန်လုံးလာရာဂရိအချားမရှိဆိုတာကိုနောကြေနေပြီးသားပါပဲ။ဥအရက်တွေကကောင်းလဲမကောင်းဘူး။မနေ့ကရောင်းလို့မကုန်တဲ့အကြံတွေနေမှာ။ဟေးလူကိုကြီးလုံးပောက်ကရတွေပြောမနေနဲ့ဝိတ်လေးပါလေးနည်းနည်းချပေးဦး။စောစောစီးစီးကွာမင်းကျွေးဘယ်တော့ကမပြေးပဲနေလို့လေ။အခုတလောဘက်ငွေမိုးခေါင်နေလို့ကွာ ခမားတို့ကမိုးချုပ်ပြန်လဲပြောလို့ကောင်းတော်တာမှမဟုတ်တာမတောက်ခင်ကတမျိုးမူလာတော့တမျိုးနဲ့ဒီစကားကိုအရှိန်ရနေတဲ့ကိုစိုးကျော်ကရှာသွက်အာသွက်ဝင်းစွတ်ဖက်ရင်ထောက်ခံနေဟုတ်တယ်ဟုတ်တယ်ငါတို့ယောက်ျားတွေမှာစိတ်ကနှမျိုးရှိတယ်ကွအရင်မတောက်ခင်ကတမျိုးတောက်ပြီးရစ်လာတော့တမျိုးနောက်တစ်ခါကဟေးလူဟေးလူစက်ပြောမနေနဲ့တော့စောစောစီးစီးခမားပြောမဲ့ဟာကျွန်တော်သိတယ် ေးပါအေးပါကွာအကောင်းပြောတာကိုကြီးလုံးရဒီတဲ့တော့တော်တော်များလာပြီအားလုံးမဟုတ်တောင်ခောက်ချိုးလေးတော့လုပ်ပေးဦးအဖေကလည်းပြောလာပြီနောက်မှကျွန်တော်တင်းတယ်မထင်နဲ့အေးပါကိုမျိုးရမင်းဆိုင်ကအကျွေးကိုမပေးပဲနဲ့ငါမသေးပါဘူးပြေတော့ပြေတာပေါ့ဗျာအခုဟာကတော်တော်ကြာနေလို့ပြောရတာခါတိုင်းတက်လဲများနေပြီဩဒါနဲ့အဖေကကိုကြီးလုံးကိုမေးခိုင်းထားတာတခုရှိတယ ကိုကြီးလုံးတို့အဖေရဲ့တိုက်ပုံကိုဝစ်မဲ့သူများမရှိရင်သူ့ကိုပြန်ရောင်းပေးပါလားတဲ့အဖေအင်ကြီးကြွက်ကြိုက်သွားလို့သူတို့နှစ်ယောက်ကတဆိုင်ထဲမှာအတူတူချုပ်ဝတ်ထားကြတာလို့ပြောတာပဲအေးငါမေးကြည့်အောင်မယ်လေကွာအဖွားကြီးကသူ့ကိုယ်တိုင်အစလေးဝဲပြီးချုပ်ပေးထားတာဆိုတော့တန်ရောစဉ်အမြင့်တန်းနေလို့ခတ်နေတာအရက်ဆိုင်ပိုင်ရှင်ကိုမျိုးရဲ့ရေလာမြောင်းပေးစကားသံတွေကြောင့်စင်လုံးမျက်စီထဲမှာ ွားလီရှာသူဖခင်ကြီးရဲ့တိုက်ပုံလေးကို ထင်ရှားပြီးပြင်မြင်နေမိတယ်။အမွေဖြစ်နေတာရလိုက်လို့ကတော့အရေးကြောင့်တရေချစ်တင်နေရတဲ့အကျွေးတွေလဲပြေတင့်သလောက်ကြေလည်သွားမဲ့အရေးမှုစိတ်ကူးချိုရင်နေမိပြီး ပီတိဖြစ်ရတာက အမောသာဒီလိုပါပဲလေအရက်ဆိုရာကြီးကိုတမားအစင့်ထိရောက်အောင်ကိုဒုက္ခကိုမြေတောင်မြှောက်ပေးလာခဲ့တဲ့သူတွေအတွက် လောကရဲ့အညဉ်းညင်ကိုခံရတတ်ကြတာပါပဲ။ ။နောက်ပြီးအဲ့လိုလူသားတွေဟာစိတ်ကြွယ်ရာကခွင့်ရေးကိုသူများတကာတက်ပိုးပြီးကရင်မြိန်တက်ကြတာကလည်းတဘာဝဓမ္မစံနေလို့ပဲပြောရတော့မယ်ထင်ပါရဲ့။နောက်ထပ်မလွဲမသွေရင်ဆိုင်ရမှာတစ်ခုကတော့အစိတ်ရေမှန်တိတိကြီးနဲ့ကျင်းတူမိုက်ရဲကြသူတွေဟာကြုံလာရမယ်စိုးကျိုးပစ်ဒဏ်ကိုဝစ်ကြွေးပဲလို့စင်ကြေမပေးစရန်ပေါ့လေ။မောင်မင်းကြီးသားကလည်းအရက်ရဲလို့လာတော့နေပေမဲ့ ိုက်မဲ့သူကတော့ရှိသေးတာပဲမြားနဲ့မောင်ကိုတိုင်မြားမူးနေရော့သလားမသိပါဘူးမိမခိုးပြေးတယ်တဲ့လေမအေးဖြစ်တဲ့ဒေါ်ငိမ့်တင်တို့ခမမနက်စာစာရင်ညာထမင်းတို့တပြင်းလှိုင်လှိုင်ရောနယ်ဖက်ပြီးမျိုးချနေရတဲ့အုပ်စုတွေဆိုတော့တခြားသူတွေတဲ့ခေါင်းပို600ရတာအမှန်ပဲဒါပေမဲ့လေသူများသားပြိုသမီးပြိုကိုမရအရချိုင်းယူလာခဲ့ပြီးတော့မှလဲလက်လုံပါဇက်စား မိဘများဝိတရားရှိသည်နှင့်အညီပေါ်ချုံယုံတန်ချုံကြီးပြစ်တန်ကျင်းအရှိနေနောက်ပေါင်းခုနှစ်အိမ်မှပြည့်ရလားမသိပါဘူးမောင်စစ်လွန်းတို့လင်မယားညားကြလေတတိပါပဲတမျိုးတော့ကောင်းရဲ့လို့ဒုံငိမ့်တင်ဖြည့်တွေးတွေးပါလေအိမ်အောင်ရဲ့လို့ကြာသွားပြီဆိုတော့အထင်းကိုလေးနဲ့ဆိုအတောက်ရော့တန်ရော့သွားမှာပေါ့လို့အဲ့ဒီခံမန်းတွေးကဖျားဆူလွတ်ယုံလေးမှန်တဲ့တဲ့လောက်ထိမှန်ပါသေးတယ် တပတ်တင်းတင်းမှပြည့်ရလားပြောတတ်ပါဘူးခွေးမိကောက်ကြီးကကျတော့ချွတ်လိုက်ခါမှပိုပိုပြီးကောက်လာသလိုပါပဲငါသားရဲ့အရက်သမားနဲ့အပေါင်းတင်းဆိုတာအရက်ဆိုင်ထဲမှာပဲရှိတာဆိုင်ပြင်ထွက်လာလို့ကတော့ဘသူမှဒီနန်ကြီးနဲ့ဆေးပေါ်ကြောပတ်လှုပ်ချင်တာမဟုတ်ဘူးကို့အတီလေးနဲ့ကိုပဲစင်ညင်အိုးနောက်မင်းကရှေ့ဆောင်လမ်းပြလှုပ်ရမယ်ဒါအကြီးဆုံးမင်းအောင်မှညမတယောက်ညီလေးညောင်ရှိသေးတယ်ဟုတ်ပါမေယား ငါသားကိုအမိခဏခဏပြောဘူးတာပဲဒီရက်ဆိုတာအရေးဖြစ်နေတာတွင်ကျဲနေပေမဲ့တေချာတွေးကြည့်ရင် မီလုံးငယ်ကြီးပါလို့ဓာရီကိုအငမ်းမရတောက်နေကြတာမြန်အံ့နေပြောနေပြန်တော့လေ तू မဟုတ်တဲ့အတိုင်းပါပဲညက်လို့ငရုတ်သီးတော်ကိုင်မစားရသေးတဲ့ကြက်တူရွေးတကောင်လို့စကားဗလာနဲ့တနာစရာ သတော်ဝါစီးရင်နဲ့ထဲ့သွင်းထားရမယ်ထင်ပါရဲ့စစ်လုံးအတွက်တလွဲအခွင့်ရေးတွေပိုရနေတာက မိမလှုပ်တဲ့ကျင်ွယ်ကလည်းတောနွယ်ရွာမျိုးဆိုတော့လင်းဖြစ်သူကိုအရက်မတောက်ပါမယ်အကြောင်းဘဲကဲ့သို့ဘဲညာသို့ဖြောင်းပြတတ်ဟန်မတူပါဘူးသူဟာသူနေတတ်တယ်လို့အီဒီအေးဆက်ရေခဲစိန်နေရင် ကုံစိမ့်လေးရောင်းကျွေးနေလိုက်တော့တာငါကိုကဝစ်ကျွေးမကင်းလို့အရက်သမားမယားဖြစ်ရတာပါအေးဆိုပြီးမမြင်ရရှာလေတဲ့ကန်ဆိုရာကြီးကိုပဲခေါင်းမီဆွဲခြုံလိုက်တော့တာကိုတီကြတဲ့မွေးလာလိုက်တဲ့ကလေးတွေက၃ယောက်နဲ့တစ်ချမ်း ပြည့်လိုတော်ရက်တန်မအောင်မလားမသိဘူးအဲ့ဒီမကျင်ွဲဆိုပါတဲ့အာက မိမာတွေကလည်းဂုတ်ရှဲအထွက်တိုးကြီးဆိုတော့တတော်ဝါတစ်ခုကံတရားတစ်ခုသာမျက်စီမေးပြီးပေးရလက်ကံလက်ခံထားလိုက်ကြယုံပဲရှိတော်မပေါ်လူဘဝဆိုတာများဘာတစ်ခုကိုမှရေရာတိကျနမိပြလို့ရနိုင်တာမျိုးမဟုတ်တော့လဲခက်သားပေါ်အခုစစ်လွန်းဖြစ်ကိုပဲကြည်လေဖခင်ကြီးဆုံးပြီးတာမှမကြသေးဘူး ။သမီးလေးခင်သက်မာက သူ့ยีသားနဲ့ထွက်ပြေးတယ်။ဘာပြောကောင်းမလဲ။စစ်လုံးရဲ့ညီမအပြိုကြီးတင်းတင်းထေးကဆို တိုင်မဲတော်မဲဖန်းဟဲစီးရဲနဲ့ဗျောင်းကိုဆန်းလို့ဖွားရည်ဖြစ်သူဒေါ်ငိမ့်တင်ဆိုတာလဲရင်ဘတ်စီးတီအယူမီဝိုင်းဖြစ်စဉ်ရိုင်းတပါဟုတ်တော့လဲဟုတ်နေတာပဲတွက်ကြည့်အောင်ကိုရန်ចောင်းသားចောင်းသူတွေရဲ့အသက်ရွယ်ဆိုတာကရှိလာမှ14 15နှစ်တွေပေါ့ ဘလို့ခင်များတော့နို့နဲ့မှမစင်သေးဘူးလင်းစိတ်သားစိတ်မွေးရတဲ့အရက်ကတို့ရေဒေါ်ငိမ့်တင်ငိုကြီးကြီးနေတာကိုတင်းတင်းထေလက်ခံလို့ဟန်မရပါဘူးအမေရှောက်ဩမနေနဲ့ခင်နဲ့ဘာမှမဆိုင်ဘူးခင်ဆိုတာလူတွေလုံးသမျှခံနေရတာခုဟာကကိုကလေးဆက်ဆလူထလို့ဖြစ်ရတဲ့ကိစ္စအမေသားအငဲနှကောင်ကိုခေါ်ပြီးလိုက်ရှာခိုင်းတွေ့ရင် ူများသားသမီးကိုတော့ဘာမှသွားလုံမနေနဲ့ဒီရွယ်လေးနဲ့နဲ့နဲ့တက်ချင်းနဲ့ဟိုကောင်မကိုသာနေရင်တစ်ချက်လောက်အုပ်ပြီးရအောင်ပြန်ခေါ်လာခဲ့ကျမလည်းစုံစမ်းမယ်စစ်လုံးကလည်းအေးအေးချောင်းဆိုဘယ်များသွားနေရတယ်မသိပါဘူးအဲ့ဒီအကိုကြီးတော့လဒအရာပိတာလွန်းနဲ့အမေသားကြီးကိုတမနေနဲ့အလကားလူသားသမီးတွေသာမွေးထားတာအမေနှုံအနဲ့အဖေအေလူမိုက်တွေအရက်တောက်ချင်တာကလွဲရင်ဘာမှမသိဘူး အရက်တဲ့ဟေ့ဆိုရင်ဖအေးဆုံးလာလဲသူမသိကိုသမီးလင်းနောက်လိုက်တာလဲသူနဲ့မဆိုင်လုံနေတော့တာဘယ်တော့မှဆိုဒီလိုမျိုးချစ်မတွေကပဲစားရောင်းရင် ခွေးမောင်းနေရပြီအခုလဲကြည့်အရက်ဆိုင်ကလွဲလို့ဘဲမှမရောက်ဘူးမူလာရင်စင်ဖမ်းမယ်ကြားဖမ်းမယ်လုတ်ပြန်အောင်တော့မယ်တင်းတင်းထေဒေါသတွေကပြိုင်ပွဲဝင် ပြစ်မှတ်ကိုတဲ့တဲ့ချင်းပြစ်တာမျိုးမဟုတ်တော့ပဲဘီရင်တဲ့စစ်ကားတွေတဲကလိုမဲမဲမြင်ရာ ဇွတ်ဆက်ထိုးပစ်လိုက်လုံနေတော့တာမန္တလေးမြို့တော်မဟာကအကျယ်ကြီးဆိုပေမဲ့ခင်သက်မာတို့လိုအနေထားမျိုးနဲ့တော့ကျဉ်းလွန်းပြီပေါ့ဘယ်တော့လွတ်အောင်ကြာကြာရှောင်နိုင်မာတဲ့လေဟိုကောင်လေးနဲ့သူ့မိဘများဘက်ကို ပြက်တနာအညွတ်တက်မာဆိုးလို့ရုံးတိုင်ခက်ရောက်မဖြစ်တာပဲကျေးဇူးတင်ပါဆိုပြီးအဝါကက်ထောင်ပြတတိပေးအစိမ့်ဖြက်ပြစ်ပြီးတဲ့အခါအသက်မပြည့်သေးတဲ့ခင်သက်မာလေးကိုပြန်ခေါ်ထိန်းထားရတော့တာပေါ့လေ အရာတွေနဲ့ပဲတပတ်လောက်တွင်ဒုံငိမ့်တင်တို့ကြဲကြဲတမျိုးတိုးတိုးတဖုံးခေါင်းကြီးရိုက်ကုန်ကြပြီနောက်ဆုံးဒီမှာဆက်ထားနေရင်ဟိုကောင်လေးနဲ့တနေ့မဟုတ်တစ်ချိန်ပြန်ညှိလာမယ်ကြောင်းစဉ်းစားမိကြရင် မန္တလေးနဲ့တိတ်မဝေးလာတဲ့ကျင်ရွယ်တို့ရွာကိုပို့ထားလိုက်တာ ကောင်းမယ်လို့ဆုံးဖြတ်ချက်ကိုအတီးပြုတ်ပြီးအစည်းအဝေးကိုအောင်မြင်စွာရုပ်သိမ်းလိုက်တယ်ပြောကြပါစို့ရဲ့ငါသားရဲ့မင်းသက်လည်းငယ်တော့တာမဟုတ်ဘူး 30ကျော်လို့ပဲ9နှစ်6နှစ်စွန်းလာပြီဒီလိုသာရက်ထဲမျောလိုက်နေမယ်ဆိုရင်တော့မင်းကျမ်းမာရေးရောမိသားစုစားဝတ်နေရေးပါဒီတဲ့နေမုန်းတော့ပဲမှန်ရတွေးကြည့်ရင်အရက်ဆိုင် ဆိုတာယောက်ျားရင်မာကြီးတွေစုပြီးအတင်းထိုင်ပြောတဲ့နေရာပါစစ်လွန်းရဲ့အမေကိုယ်တိုင်အရက်ဆိုင်ရှေ့မှာအမြည်ရောင်ရင်မင်းတို့လိုလူမျိုးတွေကိုနှိမ့်စတူဝမြင်နေရတာပဲပါရမီရှင်းတန်လေးတဲ့ဗုဒ္ဓဖျားရှင်များဒီသက်ဒီရွယ်ဆိုရင် တပ်ပေညွတ်တာရွှေညံတော်တောင်ရနေပြီဆိုတာမျိုးတွေအတွေ့အဲဝင်လာပေမဲ့မနိုင်အမနိုင်ရာကိုငရဲငုံကြီးတွေကြီးကုန်တော့မှာမို့ဒုံငိမ့်တင်ပြောမနေကျင်တော့ပါဘူးဟာမေကလည်းအတင်းမဟုတ်ပါဘူးဗျသတင်းတွေပါသူကပြောလိုက်ကိုကဟောလိုက်နဲ့မူလာတော့အစလေးအစ်ကြည့်လိုက်ရင်အားလုံးပွင့်ကြလာရောတော်စမ်းမှာစစ်လွန်းရဲ့အရက်ဆိုင်ကလာတဲ့စကားမှန်လှပါပြီလို့နှင့်ဘသူကပြောလဲ အမေကအကောင့်တရီပေးနေတာငါသားရဲ့အခုဆိုတည်တဲ့အတိုင်းမင်းဖေလည်းရှိတော့တာမဟုတ်ဘူး။ဩအဖေဆိုလို့ခုမှတရီရတယ်။အဖေတိုက်ပုံလေးကျွန်တော်ပေးဝတ်ပါလားအမေယာ။တက်တာထဲမှာဒီတိုင်းကြီးသိမ့်ထားတာ။အောင်မေရာရာဆဆတော်လူလူမျိုးကတိုက်ပုံကော့ကော့လေးနဲ့ဘယ်နေရာများသွားဝတ်เสียရှိလို့တော့အပေးနိုင်ပါဘူး။အရင်တခါလဲအဖေပစိုးတလေးကြိုက်လှကြီးရဲ့ဆိုလို့ပေးမိပါတယ်။အရေးသွားဖြောပစ်လိုက်တာပဲမဟုတ်လား။ ဟုတ်ပါဘူးအမေရဒီတခါတကယ်ဝစ်ချင်လို့ပါ မပေးဘူးဆိုမပေးဘူးစစ်လုံးဒါလေးကမင်းကြီးအငဲနှကောင်ကိုသိမ့်ရင်မတို့ရှင်မီကန်နဲ့ထဲ့တော့ငါကိုဘအောင်ဝစ်ဖို့အမေချုပ်ပေးထားတာလေရင်မောင်စလေးနဲ့အခုနေဆို8000 1000လွယ်လွယ်ပြန်ရောင်းလို့ရတယ်အရက်ဆိုင်ပိုင်ရှင်ကိုမျိုးရဲ့စကားတွေကနားထဲမှာပဲ့တင်ထက်နေပေမဲ့အမေကမပေးပါဘူးဆိုမှတော့လေစစ်လုံးဘာတက်နိုင်အောင်ပါတယ်လေ ตาก้มหนีไล่ยုံแม่ชื่อรอมะบ่เอบาบ่ะไม่ไปผู้โซเลยมูยုံชื่อรอดาบะดาเนอเมโฮวารีก็ไม่สนได้พูล่ะกูรอรีอง่วยเนี่ยมูหนีแล้วพี่เนาะอเมเนี่ยตาสกาเปียวหนีอ่ะเบิ่มแม่เหล้งฤก็ไอ้อูกันถอกมาตินท้าได้ปลิ้นนล้งกูแล่เหมียนเนาะดากูပေါ်လုံးကြာနေဆက်ကူနဲ့ဖြန့်ခင်းထားတဲ့ဆက်ပြတက်တာကွန်ပေါ်မှာခေါင်းပေါင်းစအနီလေးတွေကိုစီနေဆိုတော့ ပြင်းမာခြင်းစရာကောင်းနေမှာပေါ့ပါဇက်ကတွေ့ကြရအလွယ်တွေရှောက်မပြောကောင်းဘူးဒုက္ခတွေပွားလာလိမ့်မယ်အမိမအသေးပြောက်ရောကမောက်ကမတွေမှာကြုံလွန်းလို့ဒေါ်ချစ်ကြိုင်ခေါ်မေးပြီးဆက်ထားရတာဒါလေးတောင်မင်းညမကပတ်စံထုတ်ပေးလို့စစ်လွန်းလဲတတွေးတွေပဲ꽌ခနေနေအောင်မျိုးချပြီးဇက်ဘူးနေလိုက်ရတော့တာပေါ့လေအမေရေအမေ ကျွန်တော်သမီးလေးသေပြီတဲ့ဗျအစိတ်တွေတောက်ပြစ်တာတဲ့ကောင်းကြသေးရဲ့လားဟင်ဟောတော့အကွဲရှာငိုတန်ကြီးနဲ့စစ်လုံးပြေးလာပြီးပြောတဲ့အချိန်ကတော့နေမင်းတိန်ဆောင်လို့မှောင်စပြုတ်နေပြီဒေါ်ငိမ့်တင်နဲ့တင်းတင်းထေးတို့စားလက်စားထမင်းလုပ်တွေပြုတ်ကြကုန်တာပေါ့ဟဲ့ဘသူလာပြောတာရောမိုးချိုးတွေတော့ပြစ်ကုန်ပါပြီဟဲ့ထိုးမောင်လာအကြောင်းကြတာမေရဲ့လမ်းထိပ်မှာကျွန်တော်နဲ့စုံလို့ပြောပြီးပြန်သွားပြီး ထွန်းမောင်ဆိုတာကျင်တွေရဲ့မောင်ဝမ်းခွဲစစ်လွန်းတို့လိုပဲတောက်တာကြပြီးဖြစ်တဲ့တောက်ကြသားကဲဘယ်လိုလုပ်ကြမလဲအမေမတ်နွယ်မသိစေနဲ့အိုးသူခမားသွေးနုတားနုနဲ့ဆေးရုံကတော့ဆင်းရသေးတာမဟုတ်ဘူးအနောက်ဝင်းတဲ့ကကိုချင်းရဲ့လေးဘင်းကိုအချိုးချောင်းတောင်းပန်ပြီးခေါ်သွားရမှာပဲကျမတို့အခုလိုက်သွားမှာဖြစ်မယ်ကျမတူမလေးတော်ရေဒိတ်စ်ကုန်ပါပြီအမေရဲ့ဘာပြောကောင်းမလဲတင်းတင်းထဲတို့မျက်ရည်ဖြိုင်ဖြိုင်နှက်မြိုင်မြိုင်ပေါ့ ငါမြေးလေးစီရောက်ချေလာပါပြီအေးတမီးမေတို့ဘလို့စီစဉ်ကြမလဲတင်းတင်းထေခေါင်းမော်လဲပတ်ကြားအကုန်မီငိုနေုံနဲ့မပြီးသေးဘူးဆိုတဲ့သတိကိုအမိဖမ်းပြီးတခုတ်တရပြန်ဆုပ်ယူထားရတယ်ဒီလိုလုပ်မယ်ကိုကြီးလုံးကမမနွယ်ကိုထမင်းပို့ရင်ဒီမှာစောင့်နေခဲ့ဆေးရုံမှာမနွယ်အချင်းတွေကိုကြည့်ပြီးမနဲ့ကြကိုကြီးလုံးလိုက်လာခဲ့ပေါ့အခုတော့အငဲနှကောင်ကိုပဲအဖော်ကလေးခေါ်သွားမယ် စစ်လုံးတို့မပါဘဲနဲ့ဖြစ်ပါမလားအမေတို့ကတခေါက်မှရောက်ဘူးတာမဟုတ်ဘူးရပါတယ်အမေယာနတ်စင်ရောထဲတို့တော့မှအင်ဂျီအစိတ်လောက်ရှိတဲ့ရွာလေးကိုကိစ္စအိမ်ဘသူမေးမေးရတယ်ရစ်ကြောင်ကြောင်နဲ့စစ်လုံးဝင်ပြောတော့တင်းတင်းထေးကမကြိုက်ချင်ဘူးဒီလောက်ဒုက္ခတွေနဲ့ကြုံနေတာတော့စကားကိုစင်ရင်မပြောဘူးလာအမေသွားကြမယ်ကိုကြီးလုံး မန်နွယ်ကိုဘာတခေါ်မှအာမချောင်ထားနဲ့နော်အလိုမတူပါပဲအဒမထိုးဖောက်ဝင်လာတဲ့သတင်းဆိုကြောင့်တနင်္တဘိုးနိုင်လှတဲ့တောကရီဖက်ပြီးတင်းတင်းထေတို့ရင်ခွဲပက်လက်ခီးထွက်ကြတော့မှာကိုဘလောင်စုစိတ်အနှွမ်းတွေနဲ့ပြုံးပြင်းနောင်ပြင်း ပြင်ဆင်ပြီးထွက်သွားကြတာကားပေါ်ပါသူအားလုံးကိုအတွေးနဲ့ကိုဝက်ဆင်းခွေရင် အောင်းလိုက်လာကြတာပေါ့၃နာရီလောက်မောင်းလိုက်ရင်ပဲကျင်ွယ်တို့ရွာရောက်ရော ကိစ္စဖြစ်တဲ့အိမ်မေးဆန်းကြည့်လိုက်တော့ရွာဝင်စလေးမှာပါပဲ6အိမ်လား9အိမ်လားကြော်လာပြီးနှစ်ထပ်အိမ်လေးစောက်ထားတဲ့ဝင်းကျဲထဲမှာမိမိန်မိတ်တုပ်လေးတွေထွန်းလို့လူတွေကစုစုတက်တိုက်ယုံယုံတဖွဲ့နေဒေါငိမ့်တင်တို့ရင်ကောင်းလိုင်းထဲမှာစို့တက်လာပြီလေဘာတွေကိုမှဂယုဆိုင်မနေအားတော်ဘူးအလောင်းကျင်းထားရစီပြည့်တယ်ပြီးတလက်လုံးရင်ကွဲမျိုးကျိတ် နှုတ်တဆိတ်နဲ့ခံစားလာခဲ့သည်မျှတွေတုံချလိုက်တာမျက်ရည်တွေဆိုရေစက်နဲ့ဆုတ်ထုတ်ပစ်လိုက်တယ်လို့မျက်ခမ်းပေါင်းတာယိုးတွေလည်းကြိုးကုန်တော့တာပဲအမေကြီးတို့လိုက်လာပြီးခလေးရေအမေကြီးကိုထကြည့်ပါဦးတော့လားသမီးရဲ့ဒီလိုဖြစ်မယ်မှန်းသိရင်ငါသမီးတို့ကိုမခွဲပါဘူးအေးငါမိုက်တာပါဟဲ့အမေကြီးကိုတခါတည်းခေါ်သွားလိုက်ပါတော့ရွာထဲကလူတွေလည်းအံ့ဩငေးကြောင်ပြီးမနီးမွေးမှာ မှုန့်ကြည့်နေကြတယ်။အုံကြည့်နေကြတယ်။တယောက်တစ်ပေါက်တီတိုတိတ်တိတ်လဲဆက်ကြစုကြနေပေါ့။ဒေါ်ငိမ့်တင်ကတော့ဘသူ့ကိုမှသတိမထားနိုင်အောင်အလောင်းကိုဖတ်ပြီးငိုကောင်းတော့။တင်းတင်းထေးလဲတူမလေးရဲ့နောက်ဆုံးမျက်နှာကိုမျက်ရည်စိုးဤတွေကြားတဲ့ကစွန့်နှစ်ကွဲကြည့်လေးနဲ့စူးဆိုင်ကြည့်ပြမိတော့ထူးခြားနေတာလေးကိုသတိပြုမိလိုက်တယ်။ဟာအမေနေုံခင်သက်မာကပါမီယိုနာမှာအမှတ်ကလေးနဲ့လေဒါကဘာမှမရှိဘူး။ အဲ့ဒီအချိန်မှမှအေရှေမိသားစုဖြစ်ဟန်တူတဲ့မျိုးသမီးကြီးတယောက်သူတို့ရှေ့ကိုဝင်လာရက်တယ်။ကျမလည်းမစင်းစားတတ်လို့အသာကြည့်နေတာ။ဒီကလေးမလေးကကျမတို့ဖောက်တယ်ပွဲယုံတတိရဲ့သမီးလေး။သူတို့သဘောမတူတဲ့သူနဲ့လိုက်ပြေးလို့ဇွတ်ခွဲပစ်ပြီးဒီမှာလာဖို့ထားရင်အခုလိုဖြစ်သွားတာ။သူ့မိဘတွေကိုဘလို့မျက်နှာနဲ့ရင်ဆိုင်ရတော့မယ်မသိဘူး။ဒီလောက်ဂယူဆိုင်ထိနေတဲ့ဂျားကကောက်ခနဲ့ဖြစ်သွားရတာ။ဖုန်းလိုင်းကလည်းဘလို့ခေါ်လို့မှမရတော့ ထုံမောင်ကိုဆိုင်ကယ်နဲ့မန္တလေးလွတ်ပြီးအကြောင်းကြားခိုင်းလိုက်ရတယ်။ဟင်ဒါဆိုဒီအိမ်ကကျင်ွယ်တို့အိမ်မဟုတ်ဘူးပေါ့နော်။မဟုတ်ပါဘူး။ကျင်ွယ်တို့အိမ်ကဟိုးအရှိပြားမှာခင်သက်မှာလဲကျန်းကျန်းမာမာကြီးပဲဘာမှမဖြစ်ပါဘူး။နေကင်းတုန်းကတော့ရွာလယ်မှာတွေ့နေသေးတာပဲ။အမကြီးတို့ကကျင်ွယ်ရဲ့ရောက်ခမများပေါ့။ဟုတ်ပါတယ်မန္တလေးကပါ။ဒါဆိုအမကြီးတို့လည်းခီးပန်းလာမှာဒီမှာအဲ့ခန့်ချင်းမဲမဲနာရေးရှိနေတော့ အေးအေးလူလူနားရမှာမဟုတ်ဘူးရွာထဲကကောင်လေးတွေနဲ့ကျင်ွယ်တို့အိမ်လိုက်ဖို့ခိုင်းပေးမယ်နော်မှတ်ကြရောသူတို့ဘာစကားမှမပြောတတ်တော့ဘူးတင်းသေးသေးတယောက်ခမရမှာတော့မျက်စီတွေလဲတာခြားလက်ပဲရမ်းငုံပြီဘာကဘလို့တွေဖြစ်မှန်းကိုမစင်စားတတ်တော့တာဒုံငိမ့်တင်လဲအငိုးရှိန်တွေတက်မျက်ရည်တွေကိုတပတ်ကြီးနဲ့တုပ်မိုးချုပ်ချုပ်မှောင်မဲမဲတဲ့မှာလင်းငနေလက်ခနဲလင်းလာတဲ့အာယုံအတိလေးပြေးဝင်မိတာကတော့ မိဘူးထို့အကြနာခောက်လို့ကြွကြွအိတ်နဲ့ချီပြီးတစ်တာထဲမှာထဲ့သိမ်းထားတဲ့တိုက်ပုံအင်ကြီးလေးရဲ့အခန်းတောင်ကတရသားဆက်ပြားကုံမောထောင်ထားတဲ့ရှောက်ပေါင်းနှစ်ပလင်းရဲ့ gain ကြည်သာခွတ်လွတ်လိုက်ကြပါတော့ကိုဘအောင်နဲ့ကိုကြီးကျော်တို့ရဲ့